လူတွေကနတ်ဖျားလို့ထင်ကြီးနေတဲ့ဂျိုးရှော့ဘန်တို့ဖိုက်တာမျိုးကမှအနိုင်ယူချင်တာဆိုတဲ့ပန်တို့ကြောင့်ဘရင်လောင်းရဲ့မိသားများ MKC ကနေပြန်လဲကြိုးလိုက်ပါတယ် UFC Flyweight တန်းချန်ပီယံလန်ဆန်နာပန်တိုချာကဂျိုရှာဘန်ကိုလူတွေအထင်ကြီးလို့နေတယ်လို့ပြောဆိုရင်အနိုင်ကစားသွားမှာဖြစ်ကြောင်းကြုံရလိုက်ပါရင်လက်ရှိမှာဖန်ဟာအတော်လေးကိုလုံခြုံရေးပန်းစားနေကစားမှာတူဖြစ်တယ်လို့မီဒီယာတွေနဲ့အကောင်းကြီးပိုင်းလည်းဖြစ်နေပါရင်ပန်တိုချာဆိုတာက Flyweight တန်းမှာမင်းမှုနေပြီးချန်ပီယံကိုဘုတ်ကို၄ချိန်ထိကာဝယ်ထားနိုင်သူပါဒါပေမဲ့တော်တော်များများကတော့နာမည်ပွဲမှာဖန်နိုင်ရသွားလိမ့်မယ်လို့ထင်ကြပေးနေကြပါရင်ဒီလိုထင်ကြပေးသူတွေကတမန်ပရိသတ်တွေနဲ့မကဘဲနဲ့ဒီမီထရီယက်ဂျိုဆင်တို့လိုကနဝင် MMA ကစားသမားကြီးတွေအောင်ပါတာဖြစ်ပါရင်ဒါကြောင့်ပန်တိုချာကလူတွေအထင်ကြီးလို့နေဖန်ကိုသူဆုံးမပေးမှာဖြစ်ကြောင်းခုလိုပဲပြောကြလာခဲ့တာဖြစ်ပါရင်သူကကျွန်တော်နဲ့တွေ့တိုင်းလူတွေကဖန်အကြောင်းပဲ နေကြတယ်မေးလာတော့လည်းပြောရတာပါဗျာဖန်ကအရန်ကိုကောင်းတဲ့လူငယ်စားမတယောက်ပါအသက်ကလည်း23နှစ်ပဲရှိပါသေးတယ်ကျွန်တော်တို့ပြန်မကောင်းတယောက်ဖြစ်လာမယ်ဆိုတာယုံမတန်နေအောင်မရှိပါဘူးသူ့ရဲ့ကစားဟန်နဲ့ဘောင်စင်ကကောင်းပါပါတယ်ကောင်းတာလည်းတိတိကတေးတက်တယ်အချိန်တိုင်းမှာပြန်မကိုပွဲသိမ့်နိုင်စွာရှိပါတယ်ဒီလိုရေချင်းရှိတဲ့ဖိုင်တာမျိုးတွေပဲကျွန်တော်ကကစားချင်တာပါပါတီပါချက်ကစားမတွေကိုနိုင်ယူပြီးချန်ပီယံကြီးလုံးမနေချင်ဘူးဖန်ကိုနိုင်ရင်ကျွန်တော်လည်းဂုံတက်ပါပါအခုလည်းစဉ်းစားကြည့်တယ်လူတိုင်းကဗန်အကြောင်းကိုပြောနေကြပါတယ်သူကနဗျာတစ်ပါးလို့သွားထားနေကြတယ်ကျွန်တော်ကသူအေးဆေးနိုင်သွားမယ်လို့ထင်နေကြတယ် ဟုတ်ပါပြီကျွန်တော်တို့နှုတ်ကိုတန်တကာတိုင်းအများနဲ့ထည့်ပေးကြပါဗာရီဖြစ်လာမယ်ဆိုတာတွေးပါလိမ့်မယ်ဒီလိုပြောလိုက်လို့ဗန်ကိုထင်သေးလာတာတော့မဟုတ်ပါဘူးကျွန်တော်သူဝဲတွေကိုအသေးစိတ်လေးလာထားပေးပါပြီဒါမျိုးပွဲမှာကျိုးရင်ပြင်ဆင်ဖို့လိုသွားရင်ပေးဆက်မှုကြီးမှာပါပါကျွန်တော်ကတော့အုံတော်သုံးကစားသွားပါမယ်အမားလုံးမင်းဘရန်ဒန်ရိုဘာလိုပဲခံလိုက်ရပါပါဒီကောင်လေးကဆုံးရှုံးစရာဘာမှမရှိဘူးလေဒီဝဲရှုံးတဲ့အချိန်မှာချန်ပီယံဖြစ်လာနိုင်တာပဲလေကျွန်တော်မှတော့ဆုံးရှုံးစရာများပါတယ်လို့ပြောသွားခဲ့တာဖြစ်ပါတယ် အဆင့်20ကျော်ကနေအဆင့်1ကိုရောက်လာရင်ချန်ပီယံစင်ကာကွင်းရရင်အကယ်၍ရှုံးခဲ့ရင်တော့အဆင့်ရကြမှာမဟုတ်ပါဘူးအချိန်မီချန်ပီယံပြန်လည်စင်ကာနိုင်တာဖြစ်ပါရင်ဒါပေမဲ့ဘန်ဒိုဂျာအတွက်ကတော့ရှုံးခဲ့ရင်ခပတ်ကိုဆွလုံးရမှာဖြစ်သလိုဆုံးရှုံးမှုတွေများနိုင်တာဖြစ်ပါရင်ဗန်နဲ့ဘန်ဒိုဂျာရဲ့အပွဲက USC ရဲ့ဘောနဲ့အစ်စီမင်း ခေါင်းစဉ်အောင်မှာဝင်သွားပါမှာ USA ပြိုင်ပွဲတွေဟာကမ္ဘာပေါ်မှာ MMA ကစားသမားတွေကိုထိုးချင်းမြေမြေမြေပေးနိုင်တဲ့ promotion ဖြစ်ပါတယ်ဒီနေ့မှာပဲ USA ဟာကမ္ဘာကျော်ရုပ်တံလိုင်းဖြစ်တဲ့ Paramount နဲ့ဒေါ်လာ9.8ဘီလီယံရှိတဲ့ရုပ်တံစာချုပ်ချုပ်ဆိုထားနိုင်တာဖြစ်ပါတယ်ဒါကြောင့်ဝင်ဝင်ထွက်လာတဲ့ USA ဖွဲ့စည်းဟာကစားမတွေကိုလည်းပြန်ကြည့်ဖို့ရရှိနေတာဖြစ်ပါတယ်ကစားမတွေရဲ့ထိုးချင်းကိုမြင့်တင်ပေးမယ့်အပြင်ဘောင်းနဲ့ကိုလည်းတိုးပေးသွားဖို့ရရှိနေတာဖြစ်ပါတယ် ယူအက်စီအာပေါ်ဖော်မန့်အော့တဲ့နိုင်နဲ့ဖိုင်အော့တဲ့နိုင်ဘွားနဲ့ကိုဒေါ်လာ9000ကနေဒေါ်လာ3000တိုးမြင့်ပေးလိုက်ပြီဖြစ်ကြောင်းအတီးပြုပေးထားပြီဖြစ်ပါရင်နှက်စားတိတိတိုးသွားတာဖြစ်ပြီးတော့ကစားမတွေအတွက်ပိုလို့တော်မလောက်စရာဖြစ်သွားပြီဖြစ်ပါရင်မြန်မာဝင်တဲ့အတွက်ဆိုရင်ဒေါ်လာကို4000ကျော်ဆိုတော့ဒေါ်လာ3000ဆိုရင်3000ကျော်လောက်ရမှာဖြစ်ပါရင်ဒေါ်လာလေးကိုခိုင်းတဲ့မှာလားဖြစ်ပြီးမမောလောက်စရာကောင်းလာပါရင်ဗန်ကပေးခဲ့တဲ့ brand rover နဲ့ပွဲမှာဖိုင်အော့တဲ့နိုင်ဘွားနဲ့ကိုရခဲ့သူပါအဲတုန်းကဗန်ဒေါ်လေးကိုခိုင်းသွားခဲ့ပြီးမိခင်အတွက်အင်ဒီမှာစောက်ပေးနိုင်ခဲ့တာဖြစ်ပါရင်ဖန်နေနဲ့လာမယ့်ပွဲတွေမှာသာဘောနဲ့ထက်ရရင်တန်းကျက်တရေရှယ်ဖြစ်ပါပြီ။အမေရိကန်ရောက်ဝင်မာရီတဲမှာအချမ်းသာဆုံးလို့တော့ဆိုလို့ရသွားနိုင်ချေရှိပါရင်ဖန်ဟာလာမယ့်နိုဝင်ဘာဒါမှမဟုတ် ောက်ဒီစမမှာပန်တို့ကြားနဲ့ရင်ဆိုင်ရမှာပါပန်တို့ကြားအလင်းစားကန်ပုတ်ကိုတိုးဖြစ်ပြီးအပြောနဲ့မဟုတ်အလုံးနဲ့အချင်းချင်းတက်တွေပြပေးသားသူဖြစ်ပါရင်ဒီလိုထင်ကြီးကြောက်ကောင်းတဲ့စွမ်းဆောင်ရည်ကိုပြသထားပေမဲ့ဝေဖန်တုံးတဲ့သူတွေရဲ့ပရိသတ်တော်များကတော့ဗန်ကောအနိုင်ရသွားစေချင်နေကြပါရင်ဗန်နေနဲ့နိုင်ရုံနဲ့မကဘောနဲ့ပါတင်းနေမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါရင်ဟုတ်ကဲ့ပါဗျာဖီလီကတော့ပါပဲနောက်နေ့မှလည်းအခစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ